ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။စုပေါင်းချင်းရဲ့အင်အားတောင်းအထင်မှာရာသီဥတုအချိန်ကြီးတောင်းလိုက်နေပါရဲ့။တဖြည်းဖြည်းနဲ့အင်းများမှုကပူပူဒိုးလာပါရဲ့။ညတွေအားလုံးကလည်းသူတို့ရဲ့အင်တွေကို ကိုစီအေးတန်ကနေကာကွယ်နိုင်အောင်ပြုပြင်နေကြပါယ်။နေတိုင်းလုံးလုံးလေအေးတွေရဲ့တိုက်ခတ်နှုန်းကပုံပုံများလာပါယ်။အဲဒီမှာတော့ငတ်မလီရာနုကဂျီနုစီကိုလာတွေ့ပါယ်။အဲလာပါလာပါအမရာနုရဲ့ရဲ့တော်ကြမှာကျမကြီးရောက်လာပါလား။ဘလို့လဲနေကောင်းရဲ့လား။အမအိမ်ကိုအမအေးနာနေကာကွယ်နိုင်အောင်ပြင်ပြီးပြီလား။ညီမရဲ့ဘလို့ပြောရမလဲကွယ်။ငါငါမိအိမ်မှာသွားနေဖို့သွားလိုက်တာအဲ့ဒါကြောင့်အမရဲ့အိမ်ကိုအမအေးတန်ကနေကာကွယ်နိုင်အောင်အထိမပြင်လိုက်ရအောင် အမအမရဲ့ကလေးမြောက်ကိုညီမကြီးထားခဲ့ဖို့လာတာအဲ့ဒါမှအမလည်းအမရဲ့အိမ်ကိုပြန်ပြေးနိုင်မှာကျေးဇူးပြုပြီးအမရဲ့ကလေးတွေကိုရှန်နေငယ်လောက်ညီမအိမ်မှာခေါ်ထားပေးပါလားအမအမအမရဲ့ရတာပေါ့ဘာများမေးချင်လို့လို့လဲရှင်အဲ့တော့ကောင်းပါပြီကြည်ကုန်းနဲ့ပန်ကိုညီမကြီးမှာပဲထားခဲ့လိုက်ပါကျေးဇူးအများကြီးတင်ပါတယ်ညီမရဲ့အဲ့လိုပြောပြီးတော့ရာနိုကသူမရဲ့အိမ်ကိုအေးအေးတန်ကနေကာကွယ်နိုင်အောင်ပြုပြင်ဖို့အတွက်ထွက်သွားပါတယ် သူကအင်ကိုပြန်နေတဲ့နံမှာရုတ်တရက်ကြီးကန်းကာလူကိုတွေ့လိုက်ရပါတယ်။ကာလူကလည်းအယံအေးတဲ့အပြင်မှာပဲထိုင်နေပါတယ်။အဲအကူကလူအကူကဘာလို့အဲ့လောက်အေးနေတဲ့အပြင်ဘက်မှာဘာလို့ထိုင်နေလဲ။အကူရောအကူအင်ကိုအေးတဲ့ငါနေကာကွယ်နိုင်အောင်မပြုတ်ပြင်ရသေးဘူးလား။အမလီညမရာနုရဲ့ငါလဲနေကိုဘလို့ပြောပြရမလဲတာမသိတော့ပါဘူး။ငါလဲငါအဲ့ုံကအေးတဲ့ငါနေကာကွယ်နိုင်ပြုတ်ပြင်ချင်တာပေါ့။လုံးကဲနှစ်ရက်သုံးရက်ကလေးကငါ၆တွေ့ရဲ့တစ်တွေကိုလိုက်ရှာနေရ ဒါပေမဲ့ငါခုချိန်ထိဘယ်မှာမှအစ်စ်တွေရှာမတွေ့သေးဘူး။ဘယ်အိုးပဲကြည့်ကြည့်နေရာတိုင်းနှင်းတွေနဲ့ပြည့်နေနေရပဲ။ငါအစ်စ်တွေလိုက်ရှာနေရရက်တောင်တော်တော်ကြာနေပြီ။ဒါပေမဲ့လည်းအခုထိမရသေးဘူး။ဘာဆက်ဖြစ်မလဲဆိုတာစဉ်းစားပြီးငါလည်းတော်လေးစိတ်ညစ်နေပြီ။ဘလို့ဒါအရင်ကိုစိတ်ပူရမယ်ကိစ္စပဲအခုကလူရဲ့။ကျမလည်းကျမရဲ့အိမ်ကိုအေးတန်ကနေကာကွယ်တာပြုပြင်ဖို့လုပ်နေရ။ဒါပေမဲ့အခုအစ်စ်တွေရှာမတွေ့ဘူးလို့ပြောနေရော့အဲ့တော့ဘာတွေဆက်ဖြစ်လာမလဲ။ ကျမတို့အခုဘာဆက်လုပ်ကြမလဲအဲ့လိုသားဆိုရင်တော့ကျမရဲ့အင်ကိုအဟိတန်ကနေကပ်ခွင်းတာပြုတ်ပြင်နိုင်တော့မှာမဟုတ်ဘူးရာနုကတခါတော့တော့သူမကိုရိုင်းအပင်ပန်းခံပြီးစူးစမ်းသင့်တယ်လို့ယူဆထားပါအဲ့ဒါကြောင့်သူမဟာတနေ့ကောဟိုဟိုဒီဒီပတ်ပြီးတစ်ချောက်တွေလိုက်ရှာနေပါဒါပေမဲ့လည်းသူမဘယ်မှာမှ၆သူရဲ့တစ်ကိုမတွေ့မိသေးပါအခုတော့သူမဟာအတော်လေးစိတ်ညစ်ပူပန်နေရပါပြီအမလီဖျားသခင်ရဲ့အကောင်လွဲကုန်ပြီ တိကျောက်ဒေတာရှာမတွေ့သေးဆိုရင်ကျမတို့စောင်းရတီကိုဘလို့ဖျက်ကြော်ရမလဲရာနိုးကအခုလိုတွေတွေးနေတဲ့အချိန်မှာပဲကာလူကရာနိုးချီကိုရှောက်လာပါယ်ဟဲ့ညီမရာနိုးရဲ့တက်တွေရှာမတွေ့သေးဘူးမလားဟုတ်တယ်ကိုကာလူရဲ့မတွေ့သေးပါဘူးကျမလည်းတော့တခုလောအနှံ့ပတ်ရှာကြည့်ပြီးပါပြီနေရာတိုင်းမှာပဲနှင်းတွေနဲ့ပြည့်နေနေရနောက်ပြီးဒီလိုစောင်းရတီမှာအလုံးလုံးရတာလည်းအရောက်ခက်ခဲပါယ်ကျမတို့အခုဘာတွေဆက်ဖြစ်ကြမလဲဆိုတော့အကိုပဲပြောပြပါတော့ ဲ့ဒါဆိုဒီလိုလုပ်မယ်ကြည်နူးစီသွားကြမယ်ပြီးရင်သူ့ကိုငါတို့ရဲ့အခက်ခဲတွေပြောပြလိုက်မယ်သူငါတို့အကြံကောင်းပေးနိုင်တယ်ပေးနိုင်မှာပဲလေအဲ့နောက်မှာတော့သူတို့နှစ်ယောက်လည်းကြည်နူးရဲ့အိမ်ကိုထွက်သွားလိုက်ကြပါယ်ကြည်နူးကကလေးလေးယောက်လုံးကိုချစ်ချစ်ခင်ခင်နဲ့တွင်းမွေပြုစုနေပါယ်သူမှကလေးတွေအတွက်ပဲထမင်းချက်ပေးထားပါယ်ကလေးတွေကလည်းအာရပါရအယတာရှိရှိစားနေကြပါယ်အဲ့ဒါနဲ့အတူဂျီနူကကလေးတွေမအေးအောင်ဖိုခန်းထဲမှာလေမိဖို့ပေးထားပါသေးရဲ့ ကဲကဲကလေးတို့အញ្ញန်းတော်ရင်ထမင်းတွေမမြတ်ကောင်းစားလိုက်ကြတော့နောက်ပြီးជីကူးနဲ့ပန်ကူးရင်သားရရဲ့မမေလည်းမကြခင်ပြန်လာတော့မှာနော်ជីနူအဲ့လိုပြောနေရောမှာပဲအိမ်တကားခောက်တန်းကြားလိုက်ရပါရင်အဲအမောက်လာလို့ပါလားပြေရောက်လာပြီလားကျမလည်းအခုလေးနေជីကူးနဲ့ပန်ကူးကိုသားရရဲ့မမေပြန်လာတော့မှာလို့ဆိုပြီးပြောနေရကျမပဲထမင်းချက်ထားတယ်ကျမပဲထမင်းချက်ထားတယ်အမလေးတခါရဲဝင်စားလိုက်လေ။အော်နောက်ပြီးအကိုကလူနဲ့အတူလိုက်လာလား။ အိမ်ထဲဝင်ခဲ့ကြလေအပြင်မှာအရန်အေးနေရဲ့အိမ်တော့မှာတော့သူတို့အားလုံးအတူစုပေါင်းပြီးပယ်ထမင်းစားလိုက်ကြပါထမင်းစားပြီးရဲ့အခါမှာတော့ရာနိုကဂျီနီကိုအကြောင်းဆောင်ပြောပြလိုက်ပါကာလူခမရလည်းအရန်ကိုစိတ်ညစ်နေပါညမဂျီနူရေအကူရညမစီလာခဲ့ရတဲ့အကြောင်းအရအကြံဉာဏ်လာတောင်းတာပါအကူရရဲ့အိမ်တွေကိုဘလို့ပြုပြင်ရမလဲဆိုတာပြောပြပါအောင် အကူရရဲ့အိမ်တွေကအရန်ခိုင်ခံမှုနည်းနေပြီတခါလောက်မိုးရွာလိုက်တဲ့အကူရရဲ့အိမ်တွေကအောက်ကိုတန်းပြုတ်ကျသွားမှာ ပြီးတော့အီးတန်ကဒီထက်ပိုမြမြလာရင် အကိုတို့ဒီအီးတန်တွေမှာနေနိုင်ဖို့အတွက်ခက်ခဲသွားလိမ့်မယ်။အကိုတို့လည်းဘာလို့ရမလဲဆိုတာဘလို့မှနားမလည်နိုင်တော့ပါဘူး။ဩဟုတ်ပြီကိုကလူကြီးဒီကိစ္စနည်းနည်းရောစိုးရိမ်ကြကောင်းပါလေ။ဒါပေမဲ့လည်းပြဿနာတိုင်းအတွက်ဖြေရှင်းနည်းရတစ်ခုမဟုတ်တစ်ခုအမြဲထွက်လာတတ်ပါရဲ့။ကျမတို့ဘာဆက်လုပ်တင်လဲဆိုတာအတူဝိုင်းစဉ်းစားကြည့်ကြပါပေါ့။ခဏလောက်စဉ်းစားပြီးရဲ့အခါမှာတော့ချီနူးရဲ့ကောင်းတဲ့အကြံတစ်ခုဝင်လာပါတယ်။အော်အကုတ်ကလူဟုတ်ပြီ ကျမကောင်းနဲ့အကြံတစ်ခုဝင်လာပြီကျမတို့အဲ့အကြောင်အသုံးရှားကြည့်မယ်ဆိုရင်တော့ဒီစားရဒီအေးတံကိုအေးအေးစီစီဖျက်ချော်နိုင်လောက်မယ်အဲ့ဒါဆိုလဲအကိုတို့ဘာဆက်လုပ်ရမလဲဆိုတာမြတ်မြတ်ပြောပြလေကျမပြောတဲ့စကားကိုအကိုတို့တီချာနားထောင်ကြပါကျမတို့အားလုံးအတူတူစူးစမ်းကြမယ်ဆိုရင်ကျမတို့ရေခဲရင်တလုံးဆောက်လုပ်နိုင်တယ်အကိုတို့လည်းရေခဲနဲ့လုပ်ထားရင်အအတွင်းထဲမှာဘလောက်ထိနှွေးလဲဆိုတာသိပါရဲ့အဲ့ဒါဆိုကျမတို့ဒီလိုလုပ်ကြမယ်လေရေခဲရီဆိုပြီးရေခဲအိမ်လေးတလုံးဆောက်လိုက်ကြမယ်လေ အဲ့ဒါဆိုအိန္ဒိယနေလဲနွေ့နွေ့လေးဖြစ်နေလိမ့်မယ်။ခိုင်လေးခိုင်ခန့်လိမ့်မယ်။တငယ်ချင်းတို့ရောဘလို့သဘောရလဲ။အမ်ဒါပေမဲ့လေနည်းနည်းတော့ပင်ပေမဲ့အားထုတ်ရလိမ့်မယ်နော်။အေးဟုတ်သားပဲညမချင်းတို့ညမပြောတာတကယ်မှန်ပါလေ။အဲ့ဒါဆိုလဲကဲလားအိမ်ဆောက်ဖို့အတွက်ပြင်ဆင်ကြရှိရတွေပြင်ဆင်ကြမယ်။အဲဒီလိုနဲ့နောက်နေရာစပြီးတို့အားလုံးကရေခဲနဲ့လှုပ်ထားတဲ့အိမ်လေးစောက်နိုင်ဖို့အတွက်လိုအပ်တာတွေပြင်ဆင်ကြပါ යි ။ကာလူကရေခဲအုတ်ခဲတွေတဲလာပေးပါလေ။ ဂျီနိုနဲ့ရာနိုကလည်းအင်းရေကဲအုတ်ခဲတွေကိုစီစီပြီးအုတ်နေရတဲ့ဖွဲဖြစ်အောင်လုပ်နေကြပါတနေ့ကောင်ပင်ပင်ပန်ပန်ကြိုးစားလောက်ကင်လို့အပြီးမှာရေကဲအိတ်လီဟာတဝက်တီတီအိမ်လီရဲ့ခါမိုးပေါ်ပဲလှုပ်ဖို့ကြံမအောင်နေအဲ့ဒီအချိန်မှာပဲရုတ်တရက်နှင်းမုံတိုင်းလာတော့မယ်နမိတ်ကိုပြနေပါအမလီအကူကားလူရေဒါရီယာဘာရီဖြစ်နေရလဲကျမထင်တော့နှင်းမုံတိုင်းကြီးကြီးလာတော့မယ်ထင်နေဒါပေမဲ့အခုထိကျမရဲ့ရေကဲအိမ်ကတောက်လို့မပြီးသေးဘူးတကယ်လို့နှင်းမုံတိုင်းသာဝင်လာရင် ကျမတို့ရဲ့ဒီအိမ်လေးကစောင်းလက်စတန်းလန်းကြီးဖြစ်သွားနိုင်မယ်။အဲ့ဒါဆိုကျမတို့ဘာဆက်လုပ်ကြမလဲ။ညီမပြောရမှန်းနေ။အဲ့လိုသားဆိုရင် အကိုတို့ပြင်ပြင်ပမှန်စူးစမ်းထားတာရိအကုန်ကြီးဆုံးမျောကုန်နိုင်မယ်။စဉ်းစားကြပါဦး။ဒီအိမ်လေးကိုကာကွယ်နိုင်ဖို့တခုခုနီးလန်းရှာမှဖြစ်မယ်။ညီမကြည်နူးရဲ့အမစီမှာအကြံတစ်ခုရှိရဲ့။အမအိမ်ရဲ့အဟောင်းစီကခေါမိုးကိုယူပြီးအဲ့ရေကဲပေါ်မိုးလိုက်ကြမယ်လေ။အဲ့လိုဆိုရင် အမရဲ့ဒီရေကဲအိမ်ကိုနှင်းမုန်နိုင်တဲ့အနေနဲ့ကာကွယ်ပေးနိုင်လိမ့်မယ်။ တငယ်ချင်းတို့ရောဘယ်လိုသဘောရလဲရာနိုရဲ့အိမ်ခေါင်းမွားမျက်ချောင်းနဲ့လှုပ်ထားတာဖြစ်ပိုင်းအဲရာနိုရဲ့အိမ်အဟောင်းကဒီဆောင်ရသည်မှာသူမအတွက်ဘာမှအတော့မမေမောင်းဒါပေမဲ့လေအိမ်အိမ်ရဲ့ခေါင်းမွားကတော့သူတို့အားလုံးကိုကယ်တင်ပေးနိုင်ပိုင်းအဲဒါကြောင့်သူတို့အားလုံးစုပေါင်းပြီးရာနိုအိမ်ရဲ့ခေါင်းမွားကိုသွားယူကြဖို့ထွက်သွားပိုင်းဒီလှုပ်တွေကိုအကောင်လုံးကနှေးမုံတိုင်းမလာခင်အကောင်ပြီးစီအောင်သူတို့လှုပ်ထားရမှာပဲဖြစ်ပိုင်းအဲဒါကြောင့်သူတို့တောင်းရလုံးကအားထုတ်ပြီး ပင်ပင်ပန်းပန်းကြိုးစားလို့အပြီးမှာတော့သူတို့အားလုံးရာနိုးအိမ်ရဲ့ခါမိုကိုတည်ယူလာနိုင်ပိုင်းအဲဒီနောက်မှာတော့သူတို့ကအဲဒီခါမိုကို ရှီခဲနဲ့လှုပ်ထားတဲ့အိမ်အပေါ်မိုးလိုက်ပိုင်းအမလီနော်အလုပ်တွေအကုန်လုံးအေးအေးဆေးဆေးပြီးမြောက်သွားလို့တော်ပါသေးရဲ့အကိုကလူရင်ဒီလောက်တခုတော့ပြီးသွားပြီနောက်ပြီးအမရာနိုးရင်အမရုံနီယောရဲ့အရေးအိမ်တွေကလုံးဝနေလို့မရတော့ဘူးအဲ့တော့ဒီနှင်းမုံတိုင်းဝင်လာရင်အမတို့နှစ်ယောက်ဘယ်လိုလုပ်ကြမလဲဒီလိုလုပ်ပါလားဒီညအမတို့နှစ်ယောက်တော့ကျမရဲ့အိမ်မှာပဲနေလိုက်ကြပါအ နက်ပြန်မနက်ကြမှကျန်တဲ့အလုပ်တွေဆက်လုပ်ကြမယ်လေ။အမရရဲ့အင်တွေကိုပြန်ပြန်ဆောက်နိုင်မယ်လေ။အမတို့နှစ်ယောက်လုံးလည်းယူကြရှိရာယူပြီးကျမရဲ့အိမ်မှာလာနေကြပါ။နေမောင်တိုင်းကြီးကလည်းတဖြည်းဖြည်းနီးကပ်လာနေပါပြီ။ဂျီနူလည်းသူတို့နှစ်ယောက်ကိုအိမ်ခေါ်သွားလိုက်ပါရင်ဂျီနူကအိမ်ထဲမှာမီးပုံတွေဖိုးထားပါရင်အဲဒါကြောင့်တအိမ်လုံးနှွေးထွေးနေရပဲဖြစ်ပါရင်သူတို့တွေအိမ်ထဲရောက်တာနဲ့နေမောင်တိုင်းလည်းစတင်တိုက်ခတ်လာပါရင်မိုးတွေရောနှင်းတွေရောကြလာပါရင်ဒါပေမဲ့သူတို့အားလုံးလည်းဂျီနူရဲ့အိမ်မှာ ဘေးအန္တရာယ်လည်းကင်းသလိုမိဖို့ထားတဲ့အတွက်လည်းမအေးပဲနှွေးနှွေးလေးနဲ့နေလို့ကောင်းနေပါမမေမမေရေตาအရန်ဝမ်းတာတယ်ตาရရဲ့တငယ်ချင်းတွေကြည်ကူးနဲ့ပန်ကူးအိမ်မှာตาရုနဲ့တူတူလာနေလို့လေဟုတ်တယ်တငယ်ချင်းငါတို့လည်းနေအိမ်မှာလာနေရအရန်ပျော်တာပဲတကယ်ပါတငယ်ချင်းတို့ဘယ်ဆွေမျိုးမှတော့လောက်ပြီးမှမဟုတ်ဘူးအနီချင်းတို့ရဲ့အနီကတကယ်အရန်သဘောကောင်းတာပဲမဟုတ်ပါဘူးตาလေးရဲ့ဒါရီအားလုံးကအနီရဲ့တာဝန်နေလေ မှတ်မိရဲ့မလားပြီးခဲ့ဆောင်းရသေးတော့တာရီရဲ့ဖေဖေကအန်ဒီရဲ့အင်ခါမိုးပြင်ဖို့အတွက်တော်တော်လေးကူညီပေးကြရလေအန်ဒီတို့လိုငှက်တွေပဲတယောက်ကိုတယောက်ကူညီပေးလို့ရမှာအပြင်ကတော့ဘသူမှလာကူညီကြမှာမဟုတ်ဘူးလေဒါကတော့ညီမပြောတာတကယ်မှန်နေညီမကြည်နွေအကိုတို့ညီမအများကြီးကူညီပေးခဲ့တဲ့ဖရာသခင်အကိုတို့ညီမတို့အများကြီးကူညီပေးခဲ့တဲ့ဖရာသခင်ညီမကိုစောက်ရှောက်ပါစေအဲလိုနဲ့တညတာကုံဆုံးသွားပါလေ နောက်နေ့မနက်ရောက်တော့မောင်နှိုင်းကရက်တံသွားခဲ့ပါပြီ။သူတို့အားလုံးလည်းရေခဲနဲ့လှုပ်ထိုင်းအိမ်ကိုသွားကြည့်ကြပါရဲ့။ရာနိုရဲ့အကြံကတကယ့်ကိုမှအလုံးဖြစ်ခဲ့ပါရဲ့။အင်ခါမုံမိုးလိုက်တဲ့အတွက်ကြောင့်သူတို့ရဲ့ရေခဲအိမ်လေးဟာမုံတိုင်းကြပြုတ်ကြမသွားခဲ့ပါဘူး။အဲဒါကြောင့်သူတို့အားလုံးအတူစုပေါင်းပြီးပြန်ရှိနေတဲ့အလုပ်တွေကိုလည်းဆက်လုပ်လိုက်ကြပါရဲ့။အဲ့လိုနည်းနဲ့သူတို့အားလုံးအတွက်ရေခဲနဲ့လှုပ်ထားတဲ့အိမ်လေးစောင့်လိုက်ကြပါရဲ့။သူတို့ရဲ့စူးစမ်းမှုတွေကအရာထင်ခဲ့ပါရဲ့။ အခုတော့သူတို့ကခိုင်ခဲတဲ့အိမ်တွေထဲမှာနေနိုင်ခဲ့ပါပြီ။ဒီဆောင်းတွင်းကာလကိုသူတို့အေးအေးဆေးဆေးဖြစ်ကျော်သွားနိုင်မှာပဲဖြစ်ပါတယ်။ညမဂျီနူရဲ့အမအရန်ဝတ်တာတာပဲ။ညမအဖတို့အများကြီးကူညီပေးခဲ့တယ်။ဒီညကျရင်အမရဲ့အိမ်မှာလက်ဖက်ရည်တောက်ကြမယ်။လာခဲ့ကြနော်။ညနေကျတော့ကာလုနဲ့ဂျီနူရော သူမရဲ့ကလေးတွေရောရာနူရဲ့အိမ်မှာလက်ဖက်ရည်တောက်ဖို့ရောက်လာကြပါတယ်။ရာနူကလည်းအိမ်ထဲမှာထင်းတွေနဲ့မီးဖိုထားပါတယ်။ပြီးတော့သူတို့အားလုံးလည်းမီးဖိုထားရင်ဒါမှထိုင်ပြီး လက်ဖိတောက်ကဆင်ယူနေကြပါ යි မိတ်ဆွေတို့ရေအုံနောက်နဲ့စဉ်းစားပြီးအလောက်လောက်ရအောင်မြင်နိုင်ပါ යි သူတို့အားလုံးသာတရားကိုတရားမကူညီပေးခဲ့ဘူးဆိုရင်သူတို့အတွက်အခက်အခဲပေါ်လာနိုင်ပါ යි ဆိုရင်အတိလေးကိုဒီပုံမြင်လေးကနေရပါ යි နော်ဂိတ်အခုလုံးမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်လေးစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်အခုတော့နှုတ်ဆက်ခဲ့ပါရှင်